ဖရစ်တက်အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ channel ဒီကနေ့ပြန်လဲကြွဆွားရပါရှင် နေဘရီစီရပြစစ်ကြောင်းမှာအရာရှိနဲ့တပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုဒူဘိုမူဂျီတူအပါဝင်စစ်သား18ဦးဒဏ်ရာပြီးရန်ပွဲကိုအကြမ်းဖက်နေနေရေးတက္ကအင်အားသုံးပြီးဖျက်ဖြေခဲ့ရတယ်လို့သိရပါတယ်နေဘရီဂျမန်နီအရာပိုင်းစီရပြစစ်ကြောင်းမှာအရာရှိနဲ့တပ်သားများအချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့ပြီးဒူဘိုမူဂျီတူအပါဝင်စစ်သား18ဦးဒဏ်ရာရှိခဲ့ကြောင်းနေဘရီတပ်သားရဲမြေကိုကိုကားရဲစီရန်ဘူဂျီလင် က်အောင်အပြည့်စုံထားဖြစ်ပါရယ်။ရမန်နေမစနာ၂၆နှစ်ညဆန္ဒယဝန်ချင်းချင်းမှာနေပြည်တော်ရှိတဲခုရေးတုံးတွင်တဲခုနေခဲ့ကြရင်စေရပြခန္ဓာချီတက်ကြမယ်တက်ခွင့်များအကြားခိုင်ဟန်ဖြစ်ပွားခဲ့ကြတဲခုဆောင်အဆောင်၃နဲ့အဆောင်၄ရှိကျက်စတာစစ်ကြောင်းရဲ့အိတ်ဆောင်အလိုက်ခိုင်ဟန်ဖြစ်ပွားခဲ့ကြ ရမန်နေညပိုင်းစကားစာညစာစာပွဲကျင်းပခဲ့ပြီးစစ်ရေးပြခြိတက်ကြမယ်စစ်သားများကိုလည်းစားတော့ဝိုင်းများဖြင့်ကျင်းဝတ်ခဲ့ကြောင်းစစ်ရေးပြခြိတက်ကြမယ်စစ်သားတချို့ကအရက်တစားတောက်စာရကနေစကားများရန်ဖြစ်ခဲ့ကြောင်းတရှိရပါတယ်။နေပြည်တော်အိတ်ဆောင်တစ်ခုနဲ့စစ်တီအင်အားရချီထားရှိပြီးခိုင်ရန်ဖြစ်ပွားမှုကအိတ်ဆောင်နှစ်မှာစစ်သားရကနန်းပါဝင်ခဲ့ကြောင်း ရန်ဖြစ်ခဲ့တဲ့နှစ်ဖက်နှစ်ဖက်အဖွဲ့ကအုတ်ခဲနဲ့တုံမြအုံပြွေပြစ်ခတ်ရက်နဲ့ခဲကြရကနေ7015ခန်းခေါင်းခွဲတန်းရရှိခဲ့ပြီးတွေးထွက်တန်ယိုဒံရများရရှိခဲ့ပြီးစစ်သား3ဦးကတော့အသက်အန္တရာယ်ဆိုးရရကဒံရအပါဝင်စုစုပေါင်းအရာရှိနဲ့စစ်သား18ဦးခန့်ကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများနဲ့ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိတဲ့စစ်ကြောင်းတရင်မှုတူပါအရက်ခံရပြီးဖူးယောင်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါတယ် ရင်းရံပွဲကိုတော့တက်ကကနဲ့မှအင်အားအလုံးရဲ့ဖြင့်ဖျက်ဖြစ်ခဲ့တော်လည်းပဲမနိုင်တဲ့ဖြင့်အကြက်ဖက်နေနေရေးတမလှုပ်ချုံရင်းများခေါ်၍ကျင်းဆက်များအသုံးပြုကလူစုခွဲခဲ့ရကြောင်းဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်စီရေးပြမှုဘူချုံကလာရောက်စစ်ဆေးဆဲဆုစုပ်သွားခဲ့ကြောင်းသိရှိရပါသည်